အားလုံးပဲမင်္ဂလာပါရှင်တနှစ်ပတ်လုံးအချိန်များစုဟာအေးခဲနေတတ်ပြီးရာသီဥတုကလည်းပြင်းထန်နေမယ်ဒီမျိုးကနေ အခြားဒေသကိုသွားဖို့ဆိုတာအလွန်ခက်ခဲပြီးတတိတတန့်အထီးကျန်နေမယ်ဒေတိုင်းသူတို့ရဲ့အသက်နဲ့ကျန်းမာရေးကိုလည်းဆိုးရွားစွာဒုက္ခပေးနေတယ်။ပတ်ဝန်းကျင်ကလည်းရှိနေမယ်။ဒီအချက်တွေအားလုံးကို ပိုင်ဆိုင်ထားတာကတော့ရုရှားနိုင်ငံရဲ့မြောက်ဘက်အစွန်းမှာရှိနေတဲ့ Norik မြို့ပဲဖြစ်ပါတယ်။ နော်ရစ်မျိုးဟာခရက်နရက်ခရိုင်နယ်မြေအတွင်းမှာပါဝင်နေပြီးလူဦးရေတသိန်းနဲ့အထက်မျိုးတွေကမှကပ္ပမြောက်ဖက်အကြဆုံးမျိုးဖြစ်ပါတယ်။အာတိတ်ဆက်ဝန်းရဲ့မြောက်ဖက်ကီလိုမီတာ300ကမ်မှာတည်ရှိနေပြီးမြောက်ဝင်ရိုးစုံကနေဆိုရင်ကီလိုမီတာ2400ကမ်အကွာမှာတည်ရှိနေပါတယ်။ ဒေသရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီးအမြဲတမ်းနေထိုင်သူလူဦးရေဟာ38,500ကျော်ရှိနေပေမယ့်ယာယီလာရောက်အလုပ်လုပ်ကင်သူတွေကိုပါထည့်သွင်းရွတ်တက်လိုက်မယ်ဆိုရင်မြို့ရဲ့လူဦးရေဟာ2,200ဝန်းကျင်အထိရှိနေတတ်ပါတယ်။ကမ္ဘာပေါ်မှာနီကယ်တက်ထုအထုပ်လုပ်ဆုံးဒေသတွေအနက်မှတစ်ခုဖြစ်ပြီးနီကယ်အပြင်ဂျေးနီ၊ခရိုဘော၊ပလက်တီနမ် ပလာရီယန်နဲ့ကြောင်မီသွေးစတဲ့တယံဇာတများစွာပေါ်ကျွယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်။တတ္ထုဒူဖော်ရေးနဲ့တန်တတ္ထုရိုင်းအရေးကြိုခြင်းကဒီမျိုးရဲ့အဓိကကြလာတဲ့ဆက်မှုလုပ်ငန်းပဲဖြစ်ပါတယ်။16ရာစုခန့်ကာလကလေးကအဒီကနေ့နော်ရစ်မြို့တရှိရာဒေသဟာကျေးနီတတ္ထုတွေထွက်ရှိတဲ့ဒေသဖြစ်ကြောင်းသိရှိရပါတယ်။ယခုနော်ရစ်မြို့ကိုတော့1935ခုနှစ်မှာ ဆိုဗီယက်ကူလက်အကျဉ်စခန်းတစ်ခုအဖြစ်စတင်တည်ထောင်လာခဲ့တာပဲဖြစ်ပါတယ်။မြို့ရဲ့အဆောက်အဦအများစုကိုတော့အကျဉ်းသားတွေကပဲတိစောက်ခဲ့တာဖြစ်ပြီး1953ခုနှစ်မှာတော့အဆောက်အဦတွေပြီးစီးခဲ့ကမြို့တစ်မြို့အဖြစ်စတင်သတ်မှတ်ခဲ့ကြပါတယ်။မြို့တိစောက်စဉ်နှစ်ပေါင်း20အတွင်းမှာငံမုံမှုနဲ့အလွန်မင်းပြင်းထန်လာတဲ့အေးဒဏ်စတဲ့ရာသီဥတုအခြေအနေတွေကြောင့်အကျဉ်းသား16000လောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့်အသက်သွေးချွေးနဲ့ရင်းပြီးတိဆောက်ခဲ့ရတဲ့မြို့တမြို့လည်းဖြစ်ပါတယ်။ဒီလိုဖြစ်စဉ်တွေကြောင့်1956ခုနှစ်မှာတော့အာနာပိုင်တွေကဒီမြို့ကိုတရရဝင်ပိတ်ပစ်ခဲ့ပါတော့တယ်။ဒါပေမဲ့နောက်ဆက်နှစ်အကြာ1966ခုနှစ်မှာတော့ Norwich ဒေသအနီးမှာ နေကဲဂျေးနီတတ်ထူရိုင်းတွေတွေ့ရှိခဲ့ချိန်မှာတော့မြို့ဟာပြန်လည်အသက်ဝင်ခဲ့ပါလေတတ်ထူတူဖော်ရေးကိုအကြီးအကျယ်လှုပ်ကင်ခဲ့ပြီးများပြားလာတဲ့စက်ရုံတွေနဲ့အတူဝန်ထမ်းမိသားစုတွေပါ ပြောင်းရွှေ့အခြေချလာခဲ့ကြပြီးမြို့ဟာလည်းစီကားလာခဲ့ပါတယ်ကဘာပေါ်ကနေကဲတတ်ထူတူဖော်ရေးကုမ္ပဏီတွေကမှအကြီးဆုံးဖြစ်တဲ့ Norrit နေကဲကုမ္ပဏီရဲ့အခြေဆိုင်ရာမြို့လည်းဖြစ်ပါတယ်မြို့နေအလုံးလှုပ်ကင်သူလူဦးရေရဲ့တော်ဝက်လောက်က ဒီကုမ္ပဏီရဲ့ဝန်ထမ်းတွေပဲဖြစ်ပါတယ်။မြို့နယ်လူဦးရေရဲ့84ရာခိုင်နှုန်းဟာရုရှားလူမျိုးများဖြစ်ပြီးယူကရိန်းက9.2ရာခိုင်နှုန်းအဇာဘိုင်ဂျန်က3.1ရာခိုင်နှုန်းတာတာကတော့1.9ရာခိုင်နှုန်းနဲ့အခြားလူမျိုးများစွာအခြေချနေထိုင်တဲ့မြို့ဖြစ်ပါတယ်။နေထိုင်သူအများစုကအော်တိုရော့ခရိယန်တွေဖြစ်ပြီးရုရှားအော်တိုဒေါ့ဘုရားကျောင်းတွေနဲ့အတူ ယူကရိန်းအော်တိုဒေါအဖျားအကြောင်းများလည်းရှိပါတယ်။ဒါအပြင်တာတာတွေအတွက်1998ခုနှစ်ကတည်းကတိစောက်ခဲ့တဲ့ဗလီလည်းရှိနေပါသေးတယ်။ဝေးလံခေါင်းတည်တဲ့မြို့တစ်မြို့ဖြစ်ပေမဲ့စိတ်ပညာကောလိန်အမှုပညာကောလိန်စက်မှုနီးပညာကောလိန်နဲ့အခြေခံပညာသင်ကျောင်းပေါင်း80ခန့်ရှိနေတဲ့မြို့လည်းဖြစ်ပါတယ်။ယာဒီဥရုအနေနဲ့ကတော့အရန်ကိုအေးခဲတဲ့ယာဒီဥရုဖြစ်ပြီးလူယာဒီကတော့နှစ်လခန့်သာရှိတတ်ပါတယ်။ အဲ့ဒီနလမှာတော့အပူချိန်ဟာ14ဒီဂရီဆယ်စီယက်ခန့်ရှိနေတတ်ပြီးအနည်းငယ်နှွေးထွေးနေလေးရှိပါတယ်။ဒီကာလမှာတော့24နာရီပတ်လုံးလင်းနေလေးရှိပြီးမင်းနိုင်ဆန်းလို့ခေါ်တဲ့သံကောင်းရံမှာထွက်နေတဲ့နေကိုမြင်တွေ့ရလေးရှိပါတယ်။စောင်းရာဒီကာလတွေမှာပြင်းပြအပူချိန်ဟာအနုပ်20ဒီဂရီဝန်းကျင်ရှိနေတတ်ပြီး အေးပြင်းထန်တဲ့အချိန်မှာအနှုန်း53ဒီဂရီအထိကျဆင်းသွားလိမ့်ရှိပါတယ်။အဲ့ဒီအချိန်တွေမှာဆိုရင်နှင်းတွေကိုထိုးတက်စွာမြင်တွေ့ရမှာဖြစ်ပြီးနှင်းမုန်တိုင်းတွေနဲ့အတူအပြင်ထွက်ဖို့ပါအလွန်ကိုခက်ခဲတဲ့အခြေအနေဖြစ်သွားပါတယ်။နိုဘင်မာလကုန်ကနေဇန်နဝါရီလဝက်လအထိ24နာရီလုံးမှောင်မဲနေတတ်ပါတယ်။အဲ့ဒီဖြစ်စဉ်ကိုတော့ပိုလာနိုင်လို့ခေါ်ပါတယ်။နော်ရစ်ကို ရေခဲတက်တာတွေကမြို့လို့ခေါ်ရခြင်းကတော့ အလွန်ကိုဧကဟပြင်းထန်တဲ့ရာသီဥတုကိုပိုင်ဆိုင်ထားတဲ့အပြင်ဒီမျိုးကနေအခြားမျိုးတစ်မျိုးကိုသွားဖို့ဆိုတာက အလွန်ကိုခက်ခဲလွန်းတာကြောင့်ပဲဖြစ်ပါတယ်။ အခြားမြို့ကိုသွားဖို့ဆိုရင်တော့လေကြောင်းနဲ့သာသွားလာနိုင်ပြီးအဓိကဖြစ်တဲ့ Norrick လေစိတ်ကတော့မြို့လေကောင်ရဲ့အနောက်ဘက်35ကီလိုမီတာကန့်အကွာမှာတည်ရှိနေတာပဲဖြစ်ပါတယ်။ဒီမြို့ကိုအခြားနိုင်ငံကသူတွေလာရောက်ခွင့်ကိုပိတ်ပင်ထားတာဖြစ်ပြီးအထူးခွင့်ပြုချက်ရှိသူမှသာလာရောက်နိုင်တာပဲဖြစ်ပါတယ်။လေရင်ကတွေကလည်းအလွန်စည်းကြီးလွန်းတာကြောင့်ဒီမြို့မှာနေထိုင်သူအများစုဟာအခြားဒေသကိုသွားရောက်လို့မရှိပဲ တီးတန့်ကဘာတစ်ခုတပွဲနေထိုင်ကြတာကြောင့်ဒီမျိုးကိုဒီကဲတစ်တာတွေကမျိုးလို့ခေါ်ဆိုကြတာပဲဖြစ်ပါတယ်။နှင်းဖွေးဖွေးနဲ့အလွန်လှပတယ်လို့ထင်ရပေမဲ့ကဘာပေါ်မှာအနေရရှိဆုံးမျိုးတစ်မျိုးအဖြစ်လဲကင်မွန်းတက်ခံထားရပါသေးတယ်။မျိုးရဲ့အရွယ်အစားနဲ့မလိုက်အောင်ဆက်ယုံတွေများပြားလွန်လာကြောင်းဒီဆက်ယုံတွေရဲ့အညစ်အကြေးဆုံးထုံးမှုတွေဟာမျိုးရဲ့လေတူးမြေတူးရေတူးတွေကဒီဆိုးကျိုးတွေကို ခံစားနေကြရတာဖြစ်ပြီး ကမ္ဘာအငြင်းအငန်းဆုံးနေရာအဖြစ်သတ်မှတ်ခံထားရပါတယ်2020တုန်းကလည်းတအားပေးဆက်ယုံတယုံရဲ့လောင်စာစီကံပြိုလဲကျမှုကနေဒီဇယ်တန်ချိန်ပေါင်း18000ကျော်မြစ်ထဲကျသွားစေတဲ့မတော်တဆမှုကြီးတစ်ခုဖြစ်ခဲ့ပါသေးတယ်။ဒါအပြင်အစိပ်ပါတဲ့လေတုကိုရှူရှိုက်နေသလိုဖြစ်နေတာကြောင့်နေထိုင်သူတွေရဲ့ကျန်းမာရေးကိုထိခိုက်စေပြီးအဆုတ်ရောဂါ၊ဘန်းနာ၊သွေးကြော အစာချေစနစ်ပြောင်းရွှေ့မှုနှလုံးသွေးကြောနဲ့ဆိုင်တဲ့ယောဂတွေလည်းခံစားရလိမ့်ရှိပါတယ်။ရုရှားနိုင်ငံရဲ့အခြားဒေသများနဲ့နိုင်ရှင်မကကင်ဆာဖြစ်ပွားမှုနှုန်းနှစ်ဆဖြစ်ပြီး ပြန်းမြအလူသက်တန်းဟာလည်းအနည်း60ကျော်သာရှိပါတယ်။စိတ်ပန်းပြေစရာနေရာနေပါသလိုတစ်နှစ်ပတ်လုံးမောင်မဲဆူထိုင်းတဲ့ရာသီဥတုထဲမှာနေနေရတာဖြစ်ပြီးစိတ်ဖိစီးမှုနဲ့အိတ်ချိန်မှုမမှန်မှုစာရာတွေကို ခံစားနေကြရတာပဲဖြစ်ပါတယ်။ဒီလိုခက်ခဲကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှာတာဝန်ထမ်းဆောင်နေရတဲ့မြို့ကဝန်ထမ်းတွေအတွက်စုလက်အနေနဲ့တစ်နှစ်မှာရက်60ခန့်အားလက်ရရလေရှိပြီးအသက်45နှစ်နဲ့အငိမ့်စားယူနိုင်တာပဲဖြစ်ပါတယ်။ အိမ်ထဲမှာအမဲလိုလိုနေရလင်းရှိတာကြောင့်ကလေးတွေအတွက်ကစားကွင်းတွေကိုလည်းတိုက်ခန်းတွေထဲမှာထည့်သွင်းတိစောက်ပေးထားပါသေးတယ်။ Norik ပြတိုင်း Norik Polar Drama ကစက်ယုံစပိုလီယာနဲ့ကစားကွင်းနဲ့ Norik အမှုပညာပြတိုင်းစတာတွေကတော့မြို့ရဲ့ထင်ရှားတဲ့အနေအထားအချို့ဖြစ်ပါတယ်။အခြားသူတွေအတွက်ကတော့အလွန်စိတ်ပြည့်စရာအခြေအနေကိုပိုင်ဆိုင်ထားပေမဲ့ဒီမျိုးရဲ့အမျိုးကံတွေအများစုကတော့အသာကျနေပြီဖြစ်တယ်။ သူတို့ရဲ့မျိုးကိုစွန့်ခွာခြင်းမရှိဘဲဒီမှာပဲတက်တက်လုံးနေထိုင်သွားဖို့ရည်ရထားကြတာပဲဖြစ်ပါတယ်။ခုတကဝင်များခဲ့တာကတော့ကပ္ပမြောက်ဖက်ဆုံးက ရေခဲတက်တာတွေကမျိုးလို့တင်စားခေါ်ဝေါ်ခံရတဲ့ Norric မျိုးရဲ့အကြောင်းအရာအချို့ကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ရှင်။ထပ်မံပြီးတော့ကပ္ပတလွားကမျိုးတော်တွေနိုင်ငံတွင်ရဲ့အကြောင်းကိုလည်းဝေမျှပေးသွားအောင်မှာမို့စောင့်မျှော်ကြည့်ရှုဖို့မမေ့ပါနဲ့နော်။နားဆင်သူမိတ်ဆွေအပေါင်းကိုကျေးဇူးတင်ပါတယ်ရှင်။